ပြမသောတင်ဆက်ပေးခြင်းတဲ့တွင်ကတော့ PDF တွေရဲ့အောင်ပွဲဟာတော်လိုင်းရေးအောင်ပွဲဖြစ်တယ်လို့ NUG ပြည်အောင်စုဝန်ကြီးချုပ်ကပြောကြားခဲ့တဲ့တွင်ပဲဖြစ်ပါတယ်ရှင်။ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တွေရဲ့အောင်ပွဲဟာတော်လိုင်းရေးအောင်ပွဲဖြစ်တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရပြည်အောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်တန်းကမေလ9ရက်ပြည်သူ့ကာကွယ်ရေးတပ်မတော်ဖွဲ့စည်းခြင်း၄နှစ်ပြည့်မိန့်ခွန်းမှာပြောကြားခဲ့ပါတယ်။ငါတို့ PDF တွေရဲ့အောင်ပွဲဟာတော်လိုင်းရေးအောင်ပွဲပဲဖြစ်တယ်။ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ဟာ တတိုင်းပြည်လုံးအတိုင်းအတာနဲ့ခြုံငုံပြီးနေမြေတွေဖွဲ့စည်းဆောင်ရွက်ထားပြီးဖြစ်တယ်လို့စနစ်ကျတဲ့ဖွဲ့စည်းအုပ်ချုပ်ပုံတွေနဲ့ပြည်သူတက်မတော်တရက်ဖြစ်အောင်စ조사အကောင့်ထဲဖော်နေကြတာကိုတွေ့ရတယ်လို့ပြည်အောင်စုဝင်ကြီးချုပ်ကပြောကြားခဲ့ပါတယ်ဒါအပြင်ပြည်သူ့ကာကွယ်ရေးတပ်မတော်လင်းနှစ်ပြည့်မြောက်ခဲ့တဲ့အချိန်ဟာရခိုင်နှစ်တွေတက်ကာထက်လုံနိုင်စွမ်းပုံမလာတာကိုတွေ့ရတယ်ဆိုတာနဲ့စီရေးစွမ်းရေးတက်ခတ်ရေးစွမ်းရေးအုပ်ချုပ်ရေးစွမ်းရေးပြည့်မီတဲ့တပ်မတော်အဖြစ် တိဆောက်ထားနိုင်တာတွေ့ရလို့လေးစားဂုဏ်ယူရဲလို့လည်းထည့်သွင်းပြောကြားခဲ့ပါတယ်။ PDF ရဲဘော်တွေအလုံးကိုပြည်သူတွေလိုလားနေတဲ့ဆက်အနာရှင်စနစ်ချုပ်ငင်းပြီး Federal Democracy နိုင်ငံတိဆောက်နိုင်ရေးအတွက်ဆက်လက်တိုက်ပွဲဝင်ကြဖို့အတွက်လည်းပြည်အောင်စုဝင်ကြီးချုပ်ကတိုက်တွန်းပြောကြားထားပါတယ်။ ဒါအပြင်မဟာမိတ်တိုင်းဟင်းသားတော်လိုင်းအဖွဲ့အစည်းတွေနဲ့ဒေသဆိုင်ရာကာကွယ်ရေးအဖွဲ့အစည်းတွေကိုလည်းကျေးဇူးတင်တယ်ဆိုတာနဲ့အဲ့ဒီအဖွဲ့တွေရဲ့ပူးပေါင်းပါဝင်မှုက PDF တက်မတော်အတွက်ခွန်အားတရက်ဖြစ်စေခဲ့တယ်လို့လည်းပြောကြားခဲ့ပါတယ်ရှင်။ဆလတ်တင်ဆက်ပေးခြင်းတဲ့တင်ကတော့မြို့သားညီညွတ်ရေးအစိုးရစုံမိုးထိန်းချုပ်နေမြေတွေမှာရှိတဲ့စွမ်းအင်ရေနံနဲ့ရေနံထွက်ပစ္စည်းလုပ်ငန်းတွေကအခွန်ဘဏ္ဍာကျပ်100ဘီလီယံကျော်ရရှိခဲ့တဲ့တင်ပဲဖြစ်ပါတယ်ရှင်။ မြန်မာညီညွတ်ရေးအစိုးရစုံမထိန်ချုပ်နေမြေတွေမှာရှိတဲ့စွမ်းအင်ကဏ္ဍရေနံနဲ့ရေနံထွက်ပစ္စည်းလုပ်ငန်းတွေဟာ2022ခုနှစ်ဒီဇင်ဘာလကနေ2024ခုနှစ်ဒီဇင်ဘာလအထိအခွန်ဗန္နာစုစုပေါင်းချက်100ဘီလီယံကျော်ရရှိပြီးတော်လှန်ရေးအတွက်လိုအပ်တဲ့အခန်းကဏ္ဍတွေမှာပါဝင်ဖြည့်ဆည်းဆောင်ရွက်ပေးနေရလို့မြန်မာညီညွတ်ရေးအစိုးရက၄နှစ်ပြည့်လုပ်ငန်းဆောင်ရွက်ချက်အစီရင်ခံစာမှာဖော်ပြထားပါတယ်ဆုံးမထိန်ချုပ်နေမြေတွေကနေအခွန်ပဏာရရှိမှုကတော့2024ခုနှစ်အတွင်း ်တစ်တော်ပတ်ဝန်းကျင်ကဏ္ဍနဲ့တတ်ထုကြောက်မြက်ကဏ္ဍတို့ကရရှိတဲ့လေလံဒန်ကျင်းငွေစုစုပေါင်းစက်တန်းပေါင်း၄300000ကျော်နဲ့ရွှေစင်16.64ပိတ်တာရရှိခဲ့တယ်လို့ဖော်ပြထားပါတယ်။ဒါအပြင်ဈာကာလပြည်သူအုပ်ချုပ်ရေးရန်နေရာဖော်ဆောင်နေတဲ့ဒေတာတွေမှာကျွမ်းနွားအခွန်ကဏ္ဍကောက်ခံခဲ့ရာ2023ခုနှစ်နိုဝင်ဘာလမှ2024ခုနှစ်စက်တင်ဘာလအထိစုစုပေါင်းကျပ် ိန်ပေါင်း3300ကျော်ကိုကောက်ခံနိုင်ခဲ့တယ်လို့ဖော်ပြထားပါတယ်။အဲ့ဒီဆိုရင်ကဏ္ဍရေနံနဲ့ရေနံထွက်ပစ္စည်းလုပ်ငန်းတွေက2022ခုနှစ်ဒီဇင်ဘာလကနေ2024ခုနှစ်ဒီဇင်ဘာလအထိအခွန်ပဏာစုစုပေါင်းကျပ်100ဘီလီယံကျော်ရရှိပြီးတော်လိုင်းရေးအတွက်လိုအပ်တဲ့အခန်းကဏ္ဍတွေမှာပါဝင်ဖြည့်ဆည်းဆောင်ရွက်ပေးနေရလို့ဆိုပါရယ်မြို့သားညီညွတ်ရေးအစိုးရ NUG ထိန်းချုပ်နယ်မြေတွေပြည်သူ့ကာကွယ်ရေးတပ် PDF တွေဒေသနေရအုပ်ချုပ်ရေးနဲ့ ပြည်သူဝန်ဆောင်မှုတွေ ဖြစ်တဲ့ပညာရေး၊ကျန်းမာရေး၊လျှက်စစ်တအားပေးတာတွေအဓိကထားဆောင်ရွက်နေရလို့ဖော်ပြထားပါတယ်။မြို့သားညီညွတ်ရေးအစိုးရ NUG ကမြန်မာနိုင်ငံမြို့နယ်144ခုကိုထိန်းချုပ်ထားပြီး48မြို့နယ်ကိုတော့အပြည့်အဝအုပ်ချုပ်ရေးတိစောက်ထားပြီးရာခိုင်နှုန်းအရဆိုတနိုင်ငံလုံးရဲ့44ရာခိုင်နှုန်းကိုပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့တွေစုမုပ်အုပ်ချုပ်နေရဖြစ်တယ်လို့ဆက်လက်ဖော်ပြထားပါတယ်ရှင်။ ဆလတ်တင်ဆက်ပေးခြင်းတဲ့တဲ့ငါတော့မြို့သားညညိုရေးအစိုးရက ကုလသမဂ္ဂနဲ့အမေရိကန်ပါဝင်ကမ္ဘာနိုင်ငံကြီးဆယ်နိုင်ငံမှကိုယ်စားလှယ်တွေခန့်အပ်တောင်းဝန်ပေးထားတဲ့တဲ့ငါပဲဖြစ်ပါတယ်ရှင်။မြန်မာနိုင်ငံရဲ့အစိုးရကလေနှစ်အတွင်းနိုင်ငံသားရေးနီလန်းအရကမ္ဘာနိုင်ငံကြီးဆယ်နိုင်ငံမှာကိုယ်စားလှယ်တွေခန့်အပ်ထားရှိပြီးဖြစ်တယ်လို့လေနှစ်ပြည့်လုပ်ငန်းဆောင်ရွက်ချက်အစီရင်ခံစာမှာဖော်ပြထားပါတယ်။နိုင်ငံသားရေးနီလန်းအရလုပ်ငန်းတာဝန်တွေကိုထိရောက်စွာထမ်းဆောင်နိုင်ရေးအတွက်အာဆီယံ၊ဩစတြေးလျနိုင်ငံ ချက်နိုင်ငံ၊အိန္ဒိယနိုင်ငံ၊ဂျပန်နိုင်ငံ၊တောင်ကိုရီးယားနိုင်ငံ၊နော်ဝေနိုင်ငံ၊ပြင်သစ်နိုင်ငံ၊ယူနိုက်တက်ကင်းဒမ်းစရှိတဲ့နိုင်ငံတွေမှာမြို့သားညီညွတ်ရေးအစိုးရရဲ့ကိုယ်စားလှယ်တွေခန့်အပ်ထားရှိပြီးဖြစ်ပါတယ်။ထို့အပြင်2024ခုနှစ်ဇွန်လမှာတီမော်ဒီမိုကရက်တစ်သမ္မတနိုင်ငံဒီလီမျိုးတော်မှာပြည်အောင်စုသမ္မတမြန်မာနိုင်ငံတော်တန်တမန်ဆိုင်ရာရုံးကိုစတင်ဖွင့်လှစ်ခဲ့ပြီးဒုတိယအကြီးအကဲတအုပ်ခန့်အပ်တာဝန်ပေးခဲ့ပါတယ်။ မေရိကန်နိုင်ငံဝါရှင်တန် DC မှာမြို့သားညီညွတ်ရေးအစိုးရရဲ့နိုင်ငံသားရေးဝင်ကြီးဌာနရုံးကိုလည်းဖွင့်လှစ်ခဲ့ပါတယ်။ကုလသမဂ္ဂမျက်နှာစာမှာလည်းကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်အဖြစ်တမ္မတ်ကြီးဦးကျော်မိုးထွန်းကဆက်လက်ကိုစားပြုခွင့်ရရှိခဲ့ပြီးဖြစ်ပါတယ်။မြန်မာပြည်သူလူထုရဲ့စစ်မှန်တဲ့အတန်ကိုကိုစားပြုကဝင်ကြီးဌာနရဲ့အီးမန်းချက်တွေအောင်မြင်ရေးအတွက်သက်ဆိုင်ရာအဖွဲ့အစည်းနိုင်ငံအသီးသီးနဲ့အမြဲမပြတ်ထိတွေ့ဆောင်ရွက်နေရလို့ဖော်ပြထားပါတယ်။ ဆလတ်တင်ဆက်ပေးတဲ့တင်ဒင်ကတော့ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တရင်တပ်ဖွဲ့များစတင်ဖွဲ့စည်းခြင်းကနေမေလ9ရက်အထိတရင်ထောက်ပံ့စရအဖြစ်အမေရိကန်ဒေါ်လာ24တသမ6တန်းခန့်ပေးဖို့ထောက်ပံ့ခဲ့တဲ့တင်ပေဖြစ်ပါတယ်ရှင်။မြန်မာနိုင်ငံရဲ့အစိုးရပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တရင်တပ်ဖွဲ့များစတင်ဖွဲ့စည်းချိန်မှာစပြီးယနေ့အထိ တရင်ထောက်ပံ့ဈေးအဖြစ်28ကြိမ်အထိပေးပို့ခဲ့ပြီးငွေကြေးပမာဏအနေနဲ့စုစုပေါင်းအမေရိကန်ဒေါ်လာ24တသမ6တန်ခန့်အထိပေးပို့ထောက်ပံ့ခဲ့တယ်လို့ကာကွယ်ဝင်ကြီးဌာနကမေလ9ရက်မှာထုတ်ပြန်ခဲ့ပါတယ်။နိုင်ငံတော်မှာဖွဲ့စည်းထားတဲ့ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တရင်တပ်ဖွဲ့300ကျော်ကိုထောက်ပံ့ခဲ့ခြင်းဖြစ်ပြီးယခုပေးပို့ပြီးစီးခဲ့တဲ့28ကြိမ်မြောက်တရင်ထောက်ပံ့ဈေးအဖြစ်စုစုပေါင်းခန့်မှန်းအမေရိကန်ဒေါ်လာ300တသမ6တန်ခန့်သုံးစွဲခဲ့တယ်လို့ထုတ်ပြန်အသိပေးထားပါတယ်။ အဲ့ဒီတရင်ထောက်ပံ့ဈေးတွေရဲ့60ရာခိုင်နှုန်းခန့်ဖြစ်တဲ့ခမန်းအမေရိကန်ဒေါ်လာ22.5တန်ကိုပြည်သူဒေါ်လာထောက်ပို့တဲ့ PRF အစီအစဉ်ရဲ့2021ခုနှစ်ဒီဇင်ဘာမှ2024ခုနှစ်စက်တင်ဘာအထိ34လတာအတွင်းကောက်ခံရရှိတဲ့ဗန်နာငွေများမှထုံထုံသုံးဆွဲခဲ့တာဖြစ်တယ်လို့ဆိုပါရယ်။ကာဝေးဝန်ကြီးဌာနအနေနဲ့ပြည်သူဒေါ်လာရေးထောက်ပို့တဲ့ PRF စတင်တဲ့အချိန်မှာယနေ့တိုင် တာဝန်တစ်ခုအနေနဲ့ထမ်းဆောင်ခဲ့ကြသူတဦးချင်းစီတိုင်းကိုဂုံပြုတ်မှတ်တမ်းတင်နေဆိုတာနဲ့တော်လိုင်းရဲ့အရေးကြီးတဲ့ကာလအပိုင်းခြားကိုရောက်ရှိနေပြီဖြစ်တာကြောင့်ပြည်သူလူထုအနေနဲ့ပြည်သူတော်လိုင်းထောက်ပို့တဲ့ PRF နဲ့တကွမြို့သားညီညွတ်ရေးအစိုးရဗန္နာငွေရှာဖွေရေးလုပ်ငန်းစဉ်တွေမှာတအားသေး၍ပါဝင်ကြဖို့အတွက်လည်းတိုက်တွန်းထားပါတယ်ရှင်ဆလာတင်ဆက်ပေးခြင်းတဲ့တင်ကတော့ဖန်စီရမိထားတဲ့တမခွန်ခွန်တမမှုက နောင်နှရပါတယ်လို့ဖွင့်ဟောင်းဝင်ခံပြီးပြည်သူတော်လိုင်းရင်မှာတက်နိုင်တာထဲ့ဝင်မယ်လို့ကြေပြုခဲ့တဲ့သတင်းပဲဖြစ်ပါတယ်ရှင်။အင်းတော်မျိုးသိန်းတိုက်ပွဲမှာဖမ်းဆီးရမိခဲ့တဲ့အကြမ်းဖက်စစ်တပ်ရဲ့တပ်မခွန်ခွန်တပ်မမှုဖြစ်သူဗိုလ်မှူးချုပ်အောင်သက်ဦးနဲ့စစ်သုံးဘတ်တွေကနောင်နှရပါတယ်လို့ဖွင့်ဟောင်းဝင်ခံခဲ့ကြပြီးပြည်သူတော်လိုင်းရင်မှာတက်နိုင်တာထဲ့ဝင်မယ်ဆိုတဲ့အကြောင်းကလေးပြုပြောကြားခဲ့တယ်လို့ကာကွယ်ဝင်ကြီးဌာနပြည်အောင်စုဝင်ကြီးဦးရီမွန်ကပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ဖွဲ့စည်းတည်ထောင်ခြင်း၄နှစ်ပြည့်တဲ့ မေလ9ရက်မှာပြောကြားတဲ့မိကုံးမှာထည့်သွင်းပြောကြားခဲ့ပါတယ်။မတို့လက်ထဲရောက်နေတဲ့တမခွန်ခွန်တမမှုအပါအဝင်၃ပန်းတွေကလည်းသူတို့ရဲ့နောင်တကိုဖွင့်ဟဝန်ခံကြတယ်။စစ်တပ်တရားမဲ့တယ်ဆိုတာသူတို့သိတယ်။ဒီတို့တော်လိုင်းရင်မှာသူတို့တက်နိုင်တာထဲ့ဝင်မှုဂရိပြုကြတယ်လို့ပြောင်စုဝင်ကြီးဥယျာမုံကပြောပါတယ်။ဒါအပြင်ဥယျာမုံကအကြက်ဖက်စစ်တပ်ထဲမှာကြံရှိနေတဲ့တပ်မှုတွေတပ်သားတွေအနေနဲ့လဲပြည်သူကိုတတ်ဖြတ်တဲ့အထိလမ်းမရောက်နေတဲ့ မိစ္ဆာဒိဋ္ဌိစစ်ဝါဒအတွေးခေါ်ကိုဆွံ့လွတ်ကြဖို့အတွက်လည်းတိုက်တွန်းထားပါတယ်။စစ်ကောင်စီတပ်ထဲမှာကြန့်ရှိနေတဲ့တပ်မှုတပ်သားတွေအနေနဲ့လည်းပြည်သူကိုအကြမ်းဖက်တပ်ဖြတ်နေတဲ့အထိလမ်းမရောက်နေတဲ့မိစ္ဆာဒိဋ္ဌိစစ်ဝါဒအတွေးခေါ်ကိုအမြန်ဆုံးဆွံ့လွတ်ကြဖို့တိုက်တွန်းလိုတယ်။ဒီလိုသာဆွံ့လွတ်နိုင်မယ်ဆိုရင်နိုင်ငံနဲ့ပြည်သူလည်းမြ мян ချမ်းသာရမယ်စစ်တပ်ကိုယ်တိုင်လည်းချမ်းသာရရမယ်လို့အတိပေးလိုတယ်လို့ပြည်အောင်စုဝင်ကြီးကပြောပါတယ်။ ။အင်းတော်မျိုးသိန်းတိုက်ပွဲကိုမြို့သားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနအမတ်တစ်စစ်ဒေသရဲ့အစီအစဉ်နဲ့မြို့သိန်းတိုက်ပွဲဆင်နွှဲခဲ့တာပါ။မြို့သိန်းတိုက်ပွဲအတွင်းဖန်စီရမိတဲ့အကြံဖတ်စစ်တပ်ရဲ့တက်မခွန်ခွန်တက်မမှုဖြစ်သူဘုံမူးချုပ်အောင်သက်ဦးနဲ့စစ်သုံးပန်းတွေကိုအမတ်တစ်စစ်ဒေသကစစ်ဆင်းနေရလဲဖြစ်ပါတယ်ရှင်။ဆလတ်တင်ဆက်ပေးခြင်းတဲ့တဲ့ရင်ကတော့အရခတ်တတော် AA နဲ့ဆက်သွယ်တဲ့ဘင်္ဂလားဒေ့ရှ်ကိုအကြံဖတ်ဆက်ကောင်စီကန့်ကွက်ခဲ့တဲ့အပေါ်ဘင်္ဂလားဒေ့ရှ်ကပယ်ချခဲ့တဲ့တဲ့ရင်ပဲဖြစ်ပါတယ်ရှင်။ ရခတပ်တော် AA နဲ့ဆက်သွယ်ဆောင်ရွက်နေတဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုအကြမ်းဖက်စစ်ကောင်စီကကန့်ကွက်တဲ့အပေါ်ဘင်္ဂလားဒေ့ရှ်နိုင်ငံကပြန်လည်ပယ်ချလိုက်တယ်လို့ဘင်္ဂလားဒေ့ရှ်နိုင်ငံဒေတာရင်းသတင်းတွေမှာဖော်ပြထားပါတယ်။ဘင်္ဂလားဒေ့ရှ်ရဲ့လက်ရှိဂျားဖြတ်အစိုးရအဖွဲ့အနေနဲ့နယ်စပ်ဒေတာတွေမှာရခတပ်တော် AA နဲ့ထိတွေ့ဆက်ဆံမှုတွေကအာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီကကန့်ကွက်ထားတယ်လို့သိရပါတယ်။ အကြံဖတ်စစ်ကောင်စီကဒီလိုလုံးဆောင်ခဲ့တဲ့ပေါ်ဘင်္ဂလားဒေ့ရှ်အမျိုးသားလုံခြုံရေးအကြံပေးခါလီလာယာမန်ကနိုင်ငံရဲ့အကျိုးစီးပွားကိုကာကွယ်မြှင့်တင်ဖို့လိုအပ်တယ်လို့ယူဆရင်ဖဲဖွဲ့စည်းနဲ့မဆိုချိတ်ဆက်ဆောင်ရွက်သွားမယ်လို့မေလ6ရက်နေ့ကဒေတာရင်းသတင်းမီဒီယာတွေကို ပြောဆိုထားတယ်လို့သိရပါတယ်။ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေနဲ့နေဆက်ဖြတ်ကျော်ပြဿနာတွေကိုအရခတ်တတော်အေးနဲ့ဆက်သွယ်ဆောင်ရွက်နေသလိုရိုဟင်ဂျာဒုက္ခသည်တွေကိုပြန်ပို့နိုင်ရေးအတွက်လည်းအရခတ်တတော်နဲ့ဆက်သွယ်ဆောင်ရွက်နေရလို့လဲဆိုထားပါတယ်ရှင်။ ဆလတ်တင်ဆက်ပေးမဲ့တဲ့ရင်ကတော့ဧပြီလအတွင်းအကျန်းဖက်ဆဲအုပ်စုရဲ့အမျိုးမျိုးသောရာဇဝတ်မှုတွေကြောင့်အမျိုးသမီး82ဦးအသက်ဆုံးရှုံးခဲ့ရတဲ့တဲ့ရင်ပဲဖြစ်ပါတယ်ရှင်။ဧပြီလအတွင်းအကျန်းဖက်ဆဲအုပ်စုလူသားမျိုးနွယ်အပေါ်အမျိုးမျိုးသောရာဇဝတ်မှုတွေကြောင့်အမျိုးသမီး82ဦးအသက်ဆုံးရှုံးခဲ့ရတယ်လို့မြမအမျိုးသမီးသမဂ္ဂဘာမိ Women Union ကထုတ်ပြန်ပါတယ်။ အကြမ်းဖက်ဆဲအုပ်စုကလူသားမျိုးနွယ်အပေါ်အမျိုးမျိုးသောရာဇဝတ်မှုတွေလူ့ခွင့်ရေးချိုးဖောက်မှုတွေကိုကျူးလွန်မြဲဖြစ်ပြီးပြီးခဲ့တဲ့ဧပြီလအတွင်းအမျိုးသမီး82ဦးအသက်ဆုံးရှုံးခဲ့ရတယ်လို့ Farmic Women Union ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ဒါအပြင်တဘာဝဘေးရန်ရဲ့ဂျုံနဲ့ပြည်သူတွေကိုပြစ်မှတ်ထားလေကြောင်းတိုက်ခိုက်မှုကိုရခိုင်လများထက်ပုံမို့အုံပြုခဲ့တာကိုလည်းလေ့လာတွေးရှိရပြီးပြိပခကာလအတွင်းမြမအမျိုးသမီးတွေရဲ့ရဲရဲမှုနဲ့ရှင်သန်မှုတွေဟာတရားမျှတမှုနဲ့ဒန်းတူညီမျှမှုအတွက် ထင်ဟပ်သောအတန်တစ်ခုအဖြစ်ခိုင်မာစွာယက်တည်နေရလို့မြမအမျိုးသမီးတမခါရဲ့အမျိုးသမီးမှတ်တမ်းနဲ့သူ့သေသနာလုပ်ငန်းစဉ်အချက်အလက်တွေမှာဖော်ပြထားပါတယ်2021အာနာသိန်းချိန်ကနေ2025ခုနှစ်ဧပြီ30ရက်အထိစုစုပေါင်းတည်ဆုံခဲ့တဲ့အမျိုးသမီး1549ဦးနဲ့ကလေး982ဦးရှိပြီးဖမ်းဆီးခံခဲ့ရပြီးတဲ့နောက်အသက်ခံခဲ့ရတဲ့အမျိုးသမီး2045ဦးတည်ဆုံခဲ့တယ်လို့နိုင်ငံရေးကျင်းသားများကွန်ရီဆောင်ရှောက်ရေးတဲ့ APPC နေရသိရပါဗျာ။ 2021အာဏာသိမ်းချိန်ကနေ2025ခုနှစ်ဧပြီ30ရက်အထိစုစုပေါင်းဖမ်းခံထားရတဲ့အမျိုးသမီး4244ဦးနဲ့ကလေး234အပါအဝင်2189ဦးမှာဖိန်သိမ်းချုံနောက်ခံနိုင်ရဆဲဖြစ်တယ်လို့နိုင်ငံရေးကျင်းသားများကွန်ကြီးဆောက်ရှောက်ရေးအသင်း AAPP ထံမှသိရပါဗျာရှင်။ ဆရတင်ဆက်ပေးခြင်းတဲ့တဲ့ငါတော့ဧပြီလအတွင်း KNU တပ်မဟာ9နေမြေမှာအကြမ်းဖက်စစ်ကောင်စီနဲ့တိုက်ပွဲပေါင်း136ကြိမ်ဖြစ်ပွားခဲ့ပြီးအကြမ်းဖက်စစ်ကောင်စီဘက်မှဗုံးမှုနဲ့တက်ချက်ကြီးအဆင့်အပါအဝင်52ဦးသေဆုံးပြီး55ဦးဒဏ်ရာရခဲ့တဲ့တဲ့ငါပဲဖြစ်ပါတယ်ရှင်။ကရင်မျိုးသားစီယုံ KNU ကော်တူးလေးအုတ်ချုပ်နေမြေမူဒရခရိုင်မှာဧပြီလ1ရက်ကနေ30ရက်နေ့အတွင်းကရင်မျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA အမှတ်9 တက်မဟာနဲ့အကျန်းဖတ်စစ်ကောင်စီတွေကြားတိုက်ပွဲကြီးတိုက်ပွဲငယ်စုစုပေါင်း136ကြိမ်ဖြစ်ပွားခဲ့လို့ KNU ဘဟုကမေလ9ရက်မှာထုတ်ပြန်ခဲ့ပါတယ်။နှစ်ဖက်တိုက်ပွဲတွေအတွင်းအကျန်းဖတ်စစ်ကောင်စီဘက်ကဗိုလ်မှူးအစ်စ်2ဦးနဲ့တက်ချက်ကြီးအစ်စ်2ဦးအပါအဝင်36ဦးသေဆုံးပြီးဒုတက်ချက်2ဦးအပါအဝင်55ဦးထိခိုက်ဒဏ်ရာရခဲ့လို့ဆိုပါတယ်။အကြဖတ်စစ်ကောင်စီကအရက်သားပြည်သူတွေနေထိုင်တဲ့ကျေးရွာတွေအတွင်းကိုလက်နက်ကြီး9ကျင်းတိုက်လေရင်နဲ့ ဘုံအလုံးရေ14လုံးကျဲချတိုက်ခိုက်ခဲ့တာကြောင့်ရဲသားပြည်သူ2ဦးသေဆုံးခဲ့ပြီး9ဦးထိခိုက်ဒဏ်ရာရခဲ့တဲ့အပြင်အဆောက်အဦ9လုံးထိခိုက်ပျက်စီးခဲ့ရတယ်လို့ဖော်ပြထားပါတယ်။အကြမ်းဖက်စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုနဲ့လက်နက်ကြီးပစ်ခတ်မှုတွေကြောင့်ရဲသားပြည်သူတွေလောက်ကန်စားတောက်တဲ့နေရာတွေလည်းထိခိုက်ပျက်စီးခဲ့ရပြီးပြည်သူတွေမှာစိုးရိမ်ထိခိုက်မှုများစွာနဲ့အသက်ဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်ရှင်။ ဆလတ်တင်ဆက်ပေးခြင်းတဲ့တင်ကတော့ဂျပန်စစ်တပ်ကရပ်ပေါင်း36ရက်အတွင်းမှာလေကြောင်းတိုက်ခိုက်မှု282ကြိမ်ပြုလုပ်ခဲ့ရာပြည်သူ256ဦးသေဆုံးပြီး456ဦးဒဏ်ရာခဲ့တဲ့တဲ့တွေမှဖြစ်ပါတယ်ရှင်။ဂျပန်စစ်တပ်ကမလ28ရက်နေ့ကနေမေလ2ရက်နေ့အထိရပ်ပေါင်း36ရက်အတွင်းမှာရန်ကုန်တိုင်းနဲ့နေပြည်တော်ကလွဲပြီးကြံပြည်နယ်နဲ့တိုင်းတွေအကုန်လုံးကိုလေကြောင်းကနေတိုက်ခိုက်မှု282ကြိမ်အထိပြုလုပ်ခဲ့ရာ ပြည်သူ286ဦးသေဆုံးပြီး456ဦးဒဏ်ရာရရှိခဲ့လို့မြို့သားညီညွတ်ရေးအစိုးရလူ့ခွင့်ဆိုင်ရာဝန်ကြီးဌာနကဖော်ပြထားပါတယ်။အဲ့ဒီရပောင်း36ရက်အတွင်းလေကြောင်းကနေတိုက်ခိုက်မှုကြောင့်သေဆုံးရသူပြည်သူ286ဦးထဲမှာအသက်18နှစ်ယောက်ကလေးငယ်32ဦးပါဝင်ပြီးအသက်18နှစ်အထက်84ဦးဖြစ်ကကျန်181ဦးကအသက်အရွယ်မသိရှိရဘူးလို့ဆိုပါတယ်။ဒါအပြင်ဒဏ်ရာရသူ 456ဦးထဲမှာအသက်18:45ဦးပါဝင်ပြီးတော့အသက်18:80ဦးနဲ့ကျန်341ဦးကတော့အသက်အရွယ်မသိရှိရဘူးလို့ဆိုပါတယ်။အကြမ်းဖက်စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေကိုကြည့်မယ်ဆိုရင် စကိုင်းတိုင်းမှာ83ကြိမ်အတွင်းပြုလုပ်ခဲ့ရာ89ဦးသေပြီး135ဦးဒဏ်ရာရချင်းပြည်နယ်မှာ14ကြိမ်အတွင်း73ဦးသေပြီး21ဦးဒဏ်ရာရမကွေးတိုင်းမှာ29ကြိမ်အတွင်း12ဦးသေပြီး29ဦးဒဏ်ရာရ ကချင်ပြည်နယ်မှာ73ကြိမ်အတွင်း42ဦးသေပြီး35ဦးဒဏ်ရာမန္တလေးမှာ62ကြိမ်အတွင်း65ဦးသေပြီး138ဦးဒဏ်ရာရှမ်းပြည်နယ်မှာ17ကြိမ်အတွင်း9ဦးသေပြီး6ဦးဒဏ်ရာနဲ့ရခိုင်ပြည်နယ်မှာ15ကြိမ်အတွင်း3ဦးသေပြီး30ဦးဒဏ်ရာခဲ့ရလို့သိရပါတယ်ထာအပြင် KNP မှာ6ကြိမ်အတွင်း12ဦးသေပြီး15ဦးဒဏ်ရာပဲခူးတိုင်းမှာ16ကြိမ်အတွင်း23ဦးသေပြီး10ဦးဒဏ်ရာကရင်ပြည်မှာ22ကြိမ် ဆယ်ဦးသေပြီး49ဦးဒဏ်ရာရ ARI တိုင်းမှာဆယ်ကျင်းအတွင်း3ဦးသေပြီး1ဦးဒဏ်ရာပြင်သာရီတိုင်းမှာ8ကျင်းအတွင်း9ဦးသေပြီး9ဦးဒဏ်ရာနဲ့မွန်ပြည်နယ်မှာတစ်ကျင်းအတွင်း2ဦးသေပြီး2ဦးဒဏ်ရာရတယ်လို့ဖော်ပြထားပါတယ်စကိုင်းငလျင်ပေတဲ့ပြည်သူတွေအတွက်ကယ်ဆယ်ရေးနဲ့ပြည်လဲထူထောင်ရေးတွေလှုပ်ဆောင်မှုအတွက်မြို့သားညီညွတ်ရေးအစိုးရမြောက်ပိုင်းညီနောင်မဟာမိတ်၃ဖွဲ့နဲ့ KIA အဖွဲ့တွေက တစ်ဖက်သက်အပြစ်ရက်စဲပြီးခုခံစစ်ပွဲဆင်နွှဲမယ်လို့ထုတ်ပြန်ကြေညာထားပြီးချိန်မှာအကြံဖက်စစ်တပ်ကမြန်မာနိုင်ငံအနှံ့ကိုလေကြောင်းကနေဘုံကျဲတိုက်ခိုက်တာလက်နက်ကြီးနဲ့ပြစ်ခတ်တိုက်ခိုက်တာအပါအဝင်မြေပြင်ကနေစစ်ကြောင်းထိုးတာတွေပါပြုလုပ်နေရပါရှင်ခုနောက်ဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ငလင်ဘေးတဲ့ပြည်သူတွေအတွက်မြို့နယ်46မြို့နယ်မှာစက်တန်း9295တန်းကျော်ထောက်ပံ့ခဲ့တဲ့သတင်းပဲဖြစ်ပါတယ်ရှင်။ငလင်ဘေးတဲ့ပြည်သူတွေအတွက်မြို့နယ်46မြို့နယ်မှာအင်အောင်စု 16928စုအတွက်ချက်တန်း9295တန်းကျော်အထိထောက်ပံ့လှူဒန်းထားတယ်လို့မြို့သားညီညွတ်ရေးအစိုးရလူသားချင်းစာနာထောက်ထားရေးနဲ့ပြည်내ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနကထုတ်ပြန်ခဲ့ပါတယ်။အခုထုတ်ပြန်လိုက်တဲ့စည်းကမေလ9ရက်အထိတိုင်းနယ်ပြည်နယ်လိုက်ထောက်ပံ့မှုတွေဖြစ်ပြီး EOCC ရဲ့ကွန်ပျူတာနဲ့သခိုင်းတိုင်းမြေပြင်အုပ်ချုပ်ရေးအဖွဲ့ထံတိုက်ရိုက်ထောက်ပံ့ထားတဲ့ချက်918.3 ခဏတန်းအပါဝင်ပြည်သူကလူဒန်းထားတဲ့အလုံငွေထဲမှာမှဌာနကတိုက်ရိုက်ထောက်ပံ့ထားတဲ့ချက်3985တသမ6တန်းကို CSO CBO တွေကတစ်ဆင့်ချိတ်ဆက်ပြီးတိုင်းနဲ့ပြည်နယ်လိုက်ငလင်ဘေးတဲ့ပြည်သူတွေကို ထောက်ပံ့ပေးခဲ့ရလို့ဖော်ပြထားပါတယ်။စကိုင်းတိုင်းမှာအင်အားစု4600အတွက်ချက်1200တန်းမန္တလေးတိုင်းမှာအင်အားစု6114အတွက်ချက်3180တန်းပဲခူးတိုင်းမှာအင်အားစု 1480အတွက်ဂျက်341တန်းရှမ်းပြည်နယ်တောင်ပိုင်းမှာအိမ်အောင်စု1946အတွက်ဂျက်259တန်းနေပြည်တော်မှာအိမ်အောင်စု965အတွက်ဂျက်တန်း300တို့ကို ထောက်ပံ့ပေးပို့ခဲ့လို့ဆက်လက်ဖော်ပြထားပါတယ်ရှင်။ဒါကတော့တပတ်တွင်းဖြစ်ပေါ်ခဲ့တဲ့သတင်းကြေကြော့ကိုတင်ဆက်ပေးခဲ့ရပဲဖြစ်ပါတယ်။ကျေးဇူးတင်ပါတယ်ရှင်။